အပိုင်း6မှာတော့လူရှင်တော်တမယဘန်ကီတို့အဖွဲ့ကိုဇိုရိုနဲ့လူဖီတို့ကအကွက်ကြကြနှိမ်နင်းသွားနိုင်ပါ रे ဒါပေမဲ့အခုချိန်ထိလောင်ရင်တွေကနေမထွက်နိုင်သေးတဲ့လူဖီအတွက်ဇိုရိုတယောက်လောင်ရင်ကိုဖျက်ဆီးဖို့ကြိုးစားနေပါ रे ပင်လယ်တမယဘန်ကီကြောင့်ဒဏ်ရာရထားတဲ့ဇိုရိုကသွေးလင်းလင်းထွက်ကြနေပေမဲ့လူဖီကိုထုတ်ပေးဖို့ကိုလည်းမလျှော့သေးပါဘူးနာမီကဇိုရိုလိုနာမည်ကြီးကြီးစားတယောက်ကတော့ကာကွယ်ပေးနေရတဲ့လူဖီကိုဒီကောင်ကဘာကောင်လဲဆိုပြီးအံ့ဩနေပါ रे ဇိုရိုကလည်းဘေးနားမှာအကြောင်းကြောင်းကြီးရက်နေတဲ့နာမီကိုနောက်တစ်ပြန်သူကဘာလုပ်လဲလို့လူဖီကိုမေးလိုက်ပါ रे လူဖီကတော့ပေါ့ပေါ့ပါပါနဲ့ပဲသူကငါတို့ရဲ့လမ်းပြလေးဆိုပြီးမိတ်ဆက်ပေးလိုက်ပါတယ်ဇိုရိုကသွေးလင်းလင်းကြနေတဲ့သူ့ရဲ့ဘိုက်ကဒဏ်ရာကိုမေ့ထားခဲ့လိုက်ပြီးနောက်ဆုံးမှာတော့လူဖီရဲ့လောင်ကြိုင်ရောလူဖီကိုပါထမ်းပြီးထွက်သွားပါတယ်ပင်လယ်ဓားမြတွေလက်ချက်ကြောင့်မိဘတွေတိတ်ပြီးဒီကောင်ကျွဲဖြစ်ခဲ့ရတဲ့နာမီကလူဖီနဲ့ဇိုရိုကိုကြည့်ပြီးဒီကောင်တွေကပင်လယ်ဓားမြတွေဖြစ်ပေမဲ့ပင်လယ်ဓားမြတ်နဲ့မတူဘူးလို့တွေးနေပါတယ်ဘက်ကြီးအမြောက်ဆန်တဲ့အတူသေသွားပြီလို့ထင်နေတဲ့လူရှင်တော်တို့မြောက်ကောင်းဆောင်ဘက်ကြီးကသူ့ရဲ့ရှုံးနေမှုအတွက်မကြေမနက်ဖြစ်နေပါဗျ။လူဗီဇိုရိုနဲ့နာမီတို့၃ယောက်အတွက် ဘန်ကီကသူ့ရဲ့မိတ်ဆွေမိုဂျီကိုပညာပေးဖို့ဆေလွတ်လိုက်ပါတယ်။မိုဂျီကလည်းဘန်ကီအတွက်သူတို့သုံးယောက်လုံးရဲ့ကောင်းတွေကိုဖျက်ပြီးပြန်လာခဲ့မယ်လို့ကြေညာပေးသွားပါတယ်။ခရီးဝေးကြီးကိုခက်ခက်ခဲခဲတွန်းလာရတဲ့ဆိုတော့နောက်ဆုံးမှာတော့အဆက်မတွန်းနိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။ဘက်ကီပေးတဲ့ဘိုက်ကဒဏ်ရာကအရန်သွေးထွက်လွန်နေခဲ့တာကြောင့်ဇိုရိုကပြင်ပန်းနေပေမဲ့အထဲကလူဖီကတော့ဘေးနားမှာထိုင်နေတဲ့ခွေးကိုလိုက်ပြီးစားနောက်နိုင်တဲ့အထိအင်အားတွေပြည့်နေပါသေးတယ်။ ဒါပေမဲ့ငင်းငင်းနေတဲ့ခွေးကလူဖီရဲ့မျက်နှာကိုတက်ကြိုက်နေတာကြောင့်အော်ဟစ်တန်နီနဲ့ဆူညံနေခဲ့ပြီးဇိုရိုကလည်းဒီဘက်ဝင်းကျင်အခြေအနေအရတိတ်တိတ်ဆိတ်ဆိတ်နေဖို့အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။အဲ့ဒီအချိန်ပင်လယ်ဓားမြားတွေရဲ့သခိုးမလေးနာမီကသူတို့နှစ်ယောက်စီကိုတဖန်ပြန်ရောက်လာပါတယ်။လူဖီဇိုရိုကသူမရဲ့အသက်ကိုကယ်တင်ခဲ့တာကြောင့်မို့ပင်လယ်ဓားမြောက်ကိုမုန်းတဲ့သူဖြစ်ပေမဲ့အကျွေးတင်မခံနိုင်ဘူးလို့ပြောပြီးလှောင်ရင်ရဲ့တော့ကိုပေးခဲ့ပါရယ်လူဖီကဘက်ဂီယက်စကန်ကိုနောက်တစ်ချိန်သွားခဲ့တာလားလို့မေးပေမဲ့နာမီကတော့ဘာမှမပြောခဲ့ပါဘူး အဲ့ဒါကြောင့်ပထမဆုံးအနေနဲ့လူဖီရဲ့တကားကိုဖွေးမို့တော့ယူလိုက်တဲ့အခါဘီနာကခွေးကောင်ကအစာထင်ပြီးတော့ကိုစားပစ်လိုက်ပါလေ။ယုတ်တရအဖြစ်ပြကြောင့်လူဖီဆိုရုံနဲ့နာမီတို့ကအမေးစင်းနေဖြစ်သွားကြပါပြီ။လူဖီကတော့မကြေမနက်နဲ့အဲ့ခွေးကောင်စီကနေတော့ပြန်ရအောင်ဆွဲကင်လှုပ်နေတဲ့အချိန်မှာခွေးပိုင်ရှင်ကရောက်လာပါလေ။ပြီးတော့ချောင်းချောင်းကိုလှုပ်ပေးဆိုပြီးအကျဲကြီးဩခဲ့တာကြောင့်တောက်ယူခွေးစီကနေတော့လူယူနေတဲ့၃ယောက်သားကြောင်းသွားကြပါလေ။တမျိုးလုံးကလူတွေအကုန်ထွက်ပြေးနေချိန်မှာတယောက်ထဲသာရှိတဲ့လူကြီးကိုဇိုရိုကခမည်းကဘာတူလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါမှာအဲ့ဒီလူကြီးက သူကဒီမျိုးရဲ့မျိုးတော်ဝင်တယောက်ပါလို့ပြောပြခဲ့ပြီးခွေးလေးချောင်ချောင်ကိုလွတ်ပေးဖို့ပြောလိုက်ပါတယ်။ပြီးတော့ဓာတ်တရားရနေတဲ့ဇိုရိုကိုကြည့်ပြီးသွေးထွက်လွန်နေတာကိုသိလိုက်တာကြောင့်စေကန်ပြဖို့ကူညီပေးခဲ့ပါတယ်။မျိုးတော်ဝင်ပြန်လာတဲ့အခါမှာလူဖီကဇိုရိုအကြောင်းကိုထပ်ပြီးတရေမေးလိုက်ပါတယ်။လူဖီမေးလိုက်တဲ့အခါမှာဇိုရိုကဓာတ်ရအများကြီးရနေပေမဲ့သူအိတ်ပဲအိတ်ချင်နေတယ်လို့တောင်းဆိုနေတာကြောင့်အိမ်ထဲကအိတ်ခန်းထဲမှာထားခဲ့ပြီးဆိုပြီးမျိုးတော်ဝင်ကပြောပြနေခဲ့ပါတယ်။ပြီးတော့လူဖီကဒီနားမှာဘယ်သူမှမရှိပဲတကောင်နဲ့ထိုင်နေတဲ့ခွေးလေးချောင်ချောင်အကြောင်းကိုမေးလိုက်ပါတယ်။ ဒီခွေးလေးကတကယ်တော့အနောက်မှာရှိတဲ့ဒလိဆန်အစာရောင်တဲ့ဆိုင်ပိုင်ရှင်ရဲ့ခွေးလေးပဲဖြစ်ပါလိမ့်။အဲဒီဆိုင်ပိုင်ရှင်ကမြို့တော်ဝင်ရဲ့အချစ်ဆုံးငွေချင်းတယောက်ဖြစ်တာမို့ချောင်းချောင်းကိုတာဝန်ယူမွေးစားထားခဲ့ရပေမယ့်ချောင်းချောင်းရဲ့သခင်ကတော့လွန်ခဲ့တဲ့၃လကလေးကအဖျားကြီးပြီးတည်ဆုံသွားခဲ့ရပါပြီ။ချောင်းချောင်းကအခုချိန်ထိသူ့သခင်လာကိုဒီဆိုင်ရှိကနေထိုင်ပြီးစောင့်နေတယ်လို့မျိုးပဲ။မြို့တော်ဝင်ကလည်းသူ့ရဲ့ငွေချင်းတည်ဆုံတာကိုအခုထိမယုံသေးပါဘူး။မြို့တော်ဝင်က ချောင်းချောင်းကိုဒီနေရာကနေထွက်သွားအောင်အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ချောင်းချောင်းကသူ့ရဲ့သခင်နဲ့အတူတလိမ့်ဆန်ချစ်တဲ့သူတွေအမျက်တနိုးထားတဲ့အောက်မွေဝယ်နေရာလေးကိုသူကိုယ်တိုင်စောင့်ရှောက်ပေးနေခဲ့တာပါလူဖီနာမီတို့ကမြို့တော်ဝင်ပြောတဲ့ချောင်းချောင်းအကြောင်းကိုနားထောင်ပြီးစိတ်မကောင်းဖြစ်နေကြတော့မှပဲတလိမ့်ဆန်လေးကျင့်ပေးတဲ့မိုဂျီဆိုသူကရောက်လာတာကြောင့်နာမီရောမြို့တော်ဝင်ရောအကုန်ထွက်ပြေးသွားကြပါလိမ့်လောင်အိမ်ထဲကလူဖီကချောင်းချောင်းစီကတော့ကိုတောင်းနေခဲ့တော့မိုဂျီကလူဖီကိုတွေ့သွားခဲ့ပြီးဇိုရိုဘယ်မာလေးဆိုတာကိုမေးမြန်းနေခဲ့ပါတယ် လူဗီကမိုဂျီရဲ့တောက်တလွဲဆန်လွန်းလာတဲ့အတွင်ပြင်းတွေကိုဝေဖန်နေခဲ့တာကြောင့်မိုဂျီကတူလာလို့မင်းရဲ့အပေါင်းပါတွေအကုန်ထွက်ပြေးသွားပြီးမင်းကိုထားပစ်ခဲ့ကြပြီမလားလို့ပြည့်ရဲပြူနေပါတယ်။ပြီးတော့လေသူကလူအများဖိမ့်ဖိမ့်တုံအောင်ကြောက်ရတယ်။တလေးဆန်ပြုပြင်ပြောင်းလဲလေးကျင့်ပေးတဲ့မိုဂျီပါလို့မိတ်ဆက်ကသူ့ရဲ့ငွေချင်းဘက်ကြီးရဲ့ရှုံးနေမှုအတွက်သူကလက်စားချေဖို့လာခဲ့တယ်လို့ပြောပါတယ်။အဲဒါကြောင့်ဇိုရိုရှိတဲ့နေရာကိုလူဖီစီကိုမေးခဲ့ပေမဲ့လူဖီကပြောမပြတာမို့ဒေါသထွက်သွားပါတယ်။ မိုးကြီးကဒီလောက်ပြောမရတဲ့ကောင်ကိုဆုံးမဖြစ်မယ်လို့ပြောပြီးသူ့ရဲ့တပည့်ဖြစ်တဲ့အစိမ်းရောင်ချင်းတဲ့ကြီးရီချီကိုလူဖီကိုတတ်ဖို့ခိုင်းလိုက်ပါတယ်။အားပြင်းလာတဲ့ရီချီကြောင့်လူဖီရဲ့လောင်ရင်ကပြက်စီးသွားခဲ့ပြီးလူဖီကိုအဝေးကြီးလွတ်ပစ်လိုက်ပါတယ်။ပြီးတော့မိုးကြီးကချောင်းချောင်းရှိနေတဲ့တလိမ့်ဆန်အစာရောင်နဲ့ဆိုင်ကိုသွားပြီးရီချီကိုစားစားဖို့အတွက်စီခိုင်းလိုက်ပြီးစားပြီးရင်တော့သူတို့နှစ်ယောက်နာမည်ကြီးဖို့အတွက်ဇိုရိုကိုတတ်ဖို့သွားရှာမယ်လို့ပြောလိုက်ပါတယ်။အိမ်ပြိုကျတဲ့အထက်ပါသွားပြီးဖြစ်တဲ့လူဖီကပြန်ထလာတဲ့အချိန်နာမီနဲ့မျိုးတော်ဝင်ကရောက်လာပြီးမင်းမသေးသေးဘူးလားလို့တန်အောင်မိလိုက်ပါတယ်။ လူဖီကတော့ဒီလောက်လေးနဲ့ဘာလို့တရားမလဲလို့မေးလိုက်တဲ့အခါမှာနာမီကအိမ်တလုံးကြီးပြိုကျသွားတာတော့နင်ကတကယ်ဘာမှမဖြစ်ဘူးလားဆိုပြီးနောက်တစ်ခါမေးပြန်ပါလေလူဖီကတော့သူ့ကိုဒီလောက်လေးနဲ့မတက်နိုင်တဲ့အပြင် Grand Line သွားဖို့မြေပုံကိုပါခိုးရမယ်လို့ပြောလိုက်ပါလေမိုဂျီနဲ့ရီချီတို့ကတော့ချောင်းချောင်းရှိတဲ့အစားဆိုင်ရှိကိုရောက်လာတဲ့အခါမှာချောင်းချောင်းကဒရဇက်ဟောင်းနေတာကြောင့်ရီချီကလက်နဲ့ပုတ်ထုတ်လိုက်ပါလေအင်အားချင်းကအမများတတာကြောင့်ချောင်းချောင်းကအထိနာသွားခဲ့ပေမဲ့သူ့ရဲ့သခင်တို့အစွမ်းကုန်စူးစမ်းပြီးကာကွယ်ပေးနေခဲ့ပါလေ သူရဲ့သခင်ရှိနေစဉ်အခါကသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်မိခိုးအားထားခဲ့ပြီးသခင်ကချောင်းချောင်းကိုဒီဆိုင်လေးဟာနှစ်ဦးစလုံးအတွက်အဖို့တန်ရတနာလေးဖြစ်တာကြောင့်တေချာကာကွယ်ပေးဖို့တာဝန်ပေးထားခဲ့တာပါချောင်းချောင်းကလည်းသူရဲ့သခင်မာရီအတိုင်းနောက်ဆုံးချိန်ထိကာကွယ်ပေးခဲ့တဲ့အပြင်သူရဲ့သခင်ရှိနေစဉ်အခါကအတူဖြတ်တန်းခဲ့တဲ့အမှတ်တရတွေဒုက္ခတွေကိုအတူတူရင်ဆိုင်ပေးခဲ့တာတွေကိုပြန်စင်စားပြီးအစာတော်လေးတစ်ခုကိုတော့သူရဲ့သခင်မရှိရတဲ့အချိန်ထိသူကိုယ်တိုင်ခိုးယူစားသုံးတာတွေမလုပ်တော့ပါဘူး။ ချောင်ချောင်ကိုယ်တိုင်အသက်ပေးပြီးကာကွယ်ခဲ့ပေမဲ့သူ့ရဲ့သခင်နဲ့သူအမျက်တနှိုးထားရတဲ့အိမ်ကလေးကရေရှိကြောင်မလို့ပြက်စီးသွားခဲ့ပါလေ။အဲဒါကိုမြင်လိုက်ရတဲ့လူဖီကချောင်ချောင်အတွက်စိတ်မကောင်းဖြစ်သွားရပါလေ။အဲဒါကြောင့်မလို့ချက်ချင်းပဲမိုဂျီနဲ့ရေချင်နောက်ကိုပြေးလိုက်သွားခဲ့ပါလေ။ပြီးတော့သူ့ရဲ့ rubber ဆွမ်းနဲ့ရေချီကိုရေပတ်လိုက်ပြီးအချိန်ပြင်းပြင်းနဲ့ကင်ပေါက်ချလိုက်ပါလေ။ဒါကိုမြင်သွားခဲ့တဲ့မိုဂျီကမင်းမလေးနတ်ဆိုးသစ်သည်အဆွမ်းရှိတာလားလို့မေးလိုက်ပြီးသူလှုပ်ခဲ့သမျှတွေအတွက်တောင်းပန်လိုက်ပါလေ လူဖီကမိုဂျီရဲ့တောင်းပန်တာကိုညှင်းလိုက်ပြီးမင်းတောင်းပန်ယုံလောင်းနဲ့မင်းဖျက်ဆီးခဲ့တဲ့အရာတွေကပြန်မကောင်းနိုင်ဘူးလို့ပြောကမိုဂျီကိုဘရာဘာလက်နဲ့ပါခြင်ပေါက်လိုက်ပါရီနောက်ဆုံးနှစ်ကောင်လုံးမောက်သွားတာမို့ချောင်းချောင်းစီပြန်လာတဲ့အခါမှာဘာမှမသိပဲပင်လယ်ဓားတွေကအားလုံးအတူတူပဲသူများမျက်တနှုတ်ထားကြတာတွေကိုသွေးနဲ့ဖျက်ဆီးကြတယ်ဆိုပြီးအပြစ်တင်နေတဲ့နာမီကလူဖီကိုတီးဖို့ပြေးလာခဲ့ပါရီမျိုးတော်ဝင်ကဒေါသထွက်နေတဲ့နာမီကိုတားနေတဲ့အချိန်လူဖီကတော့ဘာမှပြန်မပြောပဲရီချီစီကနေယူလာတဲ့အစားထုတ်ကလေးကိုချောင်းချောင်းချိန်ချပေးလိုက်ပါရီပြီးတော့မင်းချခဲ့တာရမ်းမိုက်တဲ့ချောင်းချောင်း ငါရဲ့မျက်စိနဲ့မမြင်နိုင်ပေမဲ့ငါမှန်းကြည့်လို့ရပါတယ်လို့ဘေးကနေအားပေးနေခဲ့ပါတယ်။ဒါရီကိုမြင်လိုက်တဲ့နာမီနဲ့မျိုးတော်ဝင်တို့ကခွေးလေးတစ်ကောင်အတွက်နဲ့မိုးကြီးလိုစွမ်းအားမြင့်တဲ့သူကိုတော့ပြန်ချနိုင်တဲ့လူဖီကိုလေးစားသွားခဲ့ကြပါတယ်။အဲဒါကြောင့်ဒီလိုဘာမှမဟုတ်တဲ့ပေါက်စားလေးတွေကသူတို့အမျက်တနှုတ်တံမိုးထားတဲ့ຢာတွေကိုကာကွယ်ပေးနိုင်ခဲ့ရင်မျိုးတော်ဝင်ဖြစ်တဲ့သူကဘာလို့သူ့ရဲ့မျိုးကိုမကာကွယ်နိုင်ရမှလဲဆိုပြီးတွေးမိသွားပါတယ်။အဲဒီအချိန်မှာလူဖီကြိတ်တာကိုခံလိုက်ရတဲ့မိုးကြီးကဘက်ကီစီပြန်ရောက်သွားပါတယ်။ ဘက်ကီကဇိုရိုတိတ်တာခံလိုက်ရတယ်လို့ထင်လိုက်ပေမဲ့မိုဂျီကသူ့ကိုတိတ်တာဇိုရိုမဟုတ်ဘဲကောက်ရိုးအထုံးနဲ့ကောင်းလေးလို့ပြောပြီးလူဖီရဲ့နတ်ဆိုးသည့်ဒီအကြောင်းကိုမပြောလိုက်ရပဲမှောက်သွားပါတယ်။လူရှင်တော်ပင်လယ်ရမြဘက်ကီကဒီလောက်ရှိတဲ့မြို့ကိုသူ့ကိုယ်တိုင်ဖျက်ဆီးပြစ်မယ်ဆိုပြီးကိုပိုင်ဘက်ကီအမြောက်ဆန်နေတဲ့မြို့ရဲကိုပြစ်ချလိုက်ပါတယ်။မြို့တော်ဝင်ကလည်းတမျိုးလုံးကလူတွေကိုတိုင်တီဆောက်ထားတဲ့မြို့ငယ်ကလေးကိုအခုလိုမျိုးလူဆိုးတွေစိတ်တိုင်းကြဖျက်ဆီးခွင့်မပေးနိုင်တော့ဘူးလို့ပြောပြီးဘက်ကီကိုတားဖို့ထွက်သွားပါတယ်။ ဘဂီပြစ်လိုက်တဲ့အမြောက်ဆန်နောက်တစ်လုံးကဇိုရိုအိတ်နေတဲ့အိမ်တက်တဲ့ကိုကြာသွားတာကြောင့်လူဖီကလန်သွားပါလိမ့်။နာမီကတော့ဒီအမြောက်ဆန်နဲ့ဆိုရင်ဇိုရိုတယောက်သေးတာသေးကြပြီလို့ထင်မှတ်နေတော့မှာပဲ။အသက်ပြင်းတဲ့ဇိုရိုကပြန်ပြီးနှိုးထလာပါလိမ့်။ပြီးတာနဲ့သူတို့ကိုစော်ကားနေတဲ့ဘဂီကိုတမဖို့အတွက်အသင့်ဖြစ်နေပါလိမ့်။နာမီကဘိုက်စားတာကြောင့်ဇိုရိုစီကိုသွားပြီးမတိုက်စေချင်းပေမဲ့လူဖီကလည်းဘဂီစီကမြေပုံကိုပြန်ခိုးဖို့သွားရမယ်။ဒါမှရဲဘော်ရဲဘက်စိတ်တက်ပဲဆိုပြီးနှစ်ယောက်ထဲတက်ကြွနေတာကြောင့်နာမီကပါသူတို့နဲ့ပူပေါင်းမှုအတွက်သဘောတူလိုက်ပါတယ် ။ဘဂီကတော့သူ့စီကိုလာတဲ့မြို့တော်ဝင်ကိုအញ្ញံခံမှုအတင်းဖိအားပေးနေပါတယ်။မြို့တော်ဝင်ကလည်းသူတို့ရဲ့အဖိုးတန်ဆုံးယန္တနာဖြစ်တဲ့ဒီမြို့ကိုနောက်ထပ်အထီးကိုက်မခံနိုင်ဘူးလို့ကြွေးကြော်နေတာကြောင့်ဘဂီနဲ့ဖွဲ့သားတွေကလောင်ပြောင်ရီမောနေရင်ဘဂီကသူ့ရဲ့ကက်ကက်အစွမ်းနဲ့မြို့တော်ဝင်ကိုတတ်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ကောက်ရိုးအုပ်ထုံးတဲ့ဆရာကြီးလူဖီကဂျားရဲကနေဝင်ကာပေးလိုက်ပြီးဘက်ကီကိုခက်ပြုံးပြုံးကြည့်လိုက်ပါလေ